အာ PD ဖြစ်တာပေါ့အမှန်တော့သူတို့ကိုအဲညားစီခြင်းနဲ့တင်မှာကိုလည်းပါတာပါအဲ့တော့လာချင်းရဲ့မြတ်သူရောက်ခဲ့ပြီလက်ထပွေလေးချင်းပါကြတော့မီအဲပြောရရင်တော့ အဲဆိုပြရဟိုရီးစားရှိလိမ့်မယ်လို့တော့မထင်အောင်သူကအရန်လိမ့်ပါတယ်လေနောက်ပြီးတော့ရှူတင်တိုင်းအောင်လဲသူကမိဘနှစ်ပါးတယောက်မဟုတ်တယောက်ကအမြဲလိုက်နေတာဆိုတော့အဲ့လိုသူဆိုပြကိုရီးစားထားခွင့်တောင်ပေးပါမလားပေါ့နော်ကိုကစိုးရိမ်နေတာအဲတော်သေးတယ်ယောက်ျားဟုတ်တယ်ဒီမှာငယ်စဉ်စွာလေဟိဝင်ရန်နဲ့ဆိုပြပေါ့နော်ညီလေးဝင်ရန်နဲ့ဆိုပြကတော့အကိုဟိုးအရင်ကလေးကဗီဒီယိုခစ်ကလေးကရိုက်ကြတဲ့အဲကိုညီလေးညီမလေးလို့အရန်ချစ်ရတယ်ဒါတို့တို့နှစ်ယောက်ပေါင်းဖက်တာဆိုတော့ကိုကအရန်လဲဝမ်းတာတယ်အရန်လဲဂုံယူတယ်အာပီတီဖြစ်တာပေါ့ အမှန်တော့သူတို့ကိုအဲညားစီခြင်းနဲ့တင်မှာကိုလည်းပါတာပါအဲ့တော့အဲမဟုတ်မရိပ်မိဘူးမရိပ်မိဘူးဒါမဲ့ ဟိုပါဗောနော်သူတို့ကအရန်အတွဲများတယ်လေသူတို့ဗီဒီယိုကားတွေကအရန်အတွဲများတယ်နောက်သူ့ရဲ့ထုတ်လုပ်ရေးဗောနော်အန်နီဒေါ်ဆန်ဝင်းရထုတ်လုပ်ရေးရလဲမန်တက်ကြီးရလဲဒီမင်းသားနဲ့မင်းသမီးတွဲပေးတာများတယ်အဲအဲတော့ကတော့သူတို့ကအရန်ခင်တဲ့မောင်နှမတွေလိုပါပဲနော်အဲပြီးတော့မှသာနောက်ပိုင်းမှာဗောနော်ပတိကိုမထားမိတာနောက်ပိုင်းကျတော့အကိုဟိုပါဗောဟိုပါဗောနော်ဟိုဆိုးပြင်းတဲ့အကယ်ဒမီရတဲ့ရွှေမင်းသမီးတို့ပါတော့အကိုလည်းရေးခဲ့တာပဲ ဲတော့ကတော့တိတ်ပြီးတော့သတိပဋ္ဌာန်မျိုးတို့ကအရန်အနေစစ်လက်တယ်လို့ပြောရမယ်။တို့တိတ်တယ်လို့လည်းပြောရမယ်။မရိပ်မိခဲ့ဘူးပေါ့နော်။အဲဒါမဲ့သတင်းကတော့ဒီကိုဗစ်နောက်ပိုင်းတော့တဖြည်းဖြည်းနဲ့အတိုင်တွေကြားလာတယ်။အတိုင်တွေကြားလာတယ်။နောက်လွန်ခဲ့တဲ့ တနေ့နေ့လောက်ထဲကစပြီးတော့တော့အကိုတို့ confirm ပေါ့နော်အကိုတို့ကတော့သိနေပါတယ်သတိထားမိသွားပြီပေါ့အဲ့တော့တို့ယူပြစ်ပါစေယူပြစ်ပါစေလို့ပဲကိုကဆူတောင်းနေတာတကယ်လဲယူပြစ်သွားတော့အရန်ပျော်တယ်အရန်ဝမ်းသာပါတယ်ဟုတ်သူများပွဲပဲလိုက်စားနေတာတော်တော်များပါပြီဒီနှစ်ကတော့အဲ့တော့မမေးရဘူးလေဘောပါရွေးကြံပါရွေးလိုက်ကြံလိုက်နဲ့အဲဟုတ်တာပေါ့ကိုတားငယ်ဆိုရင်အကိုရေးပစ်ခဲ့တဲ့ဥပွားနဲ့လေ အဲဟိုဆရာမင်းလူရဲ့ပြန်ခေါ်တတ်တယ်ဆိုတော့ရုပ်ရှင်ကားကြီးဆိုလဲရေးဘူးခဲ့အဲတော့ငါဆိုလဲတားငယ်ကအရန်တော်တယ်အရန်ကောင်းတယ်ညီမလေးတက်မုံမြင်တယ်ပေါ့နော်အဲတော့ငါတားငယ်ကိုလဲအကယ်ဒမီတွေမှန်တယ်တက်မုံမြင်လဲအကယ်ဒမီမှန်တယ်ဒါမဲ့လွယ်ခဲ့တယ်ပေါ့နော်အဲညီမလေးဆိုပြရတော့ဗီဒီယိုကားကြီးလဲအများကြီးရေးဘူးတယ်အကိုကရုပ်ရှင်ကားကြီးနေနေဆိုရင် तू ကကိုရေးတဲ့ကားနာမည်ကြီးကားတွေမှာတော်တော်များများပါတယ်အကယ်ဒမီစီးရင်နေလဲဝင်တယ်ခေါက်တီလေးမလုံးတလုံးတော့နော်ရွှေမင်းသမီးတို့အဲရွှေမင်းသမီးကတော့ तू ဒုတိယအကြိမ်မြောက်ရသွားတဲ့အကယ်ဒမီပေါ့နော်ဟုတ် အဲအကယ်ဒမီဘုတ်ဘွဲပဲမေးလိုက်တော့လေအဲဆိုတော့တားငယ်ဘက်ကနာတယ်လို့ဖြစ်သွားမယ်နော်အဲတားငယ်ကတော့အရန်တော်ပါတယ်သူကဟိုအသက်ငယ်ငယ်နဲ့လဲ16နှစ်နဲ့လဲသူကဟိုတရုတ်ဆောင်လောက်ခဲတော့လေဒါသူ့အတွက်လဲအကူကအရန်အောက်ပြင်စီခြင်းနဲ့ဒီထက်ပို့ပြီးတော့လဲအဲသူကအခုတော့သူကဟိုဆုပ်ရောလာရောဝင်းနေဆိုရင်တော့သူအရန်ကန်ကောင်းမှာပါဗောနော်ပြောစရာမရှိဘူးဆိုပြရတော့အရန်တော်တယ် အဲသူကဇက်ဇက်ရုပ်ကိုလည်းတကယ်ကိုစီမျောခန်းစားပြီးတော့အဲသူ့အတွက်လည်းသူတို့နှစ်ယောက်လုံးအတွက်ပေါ့နော်ကိုကအများကြီးရေးပေးချင်ပါသေးတယ်အဲပြောရရင်တော့အဲဆိုပြရဟိုရီးစားရှိလိမ့်မယ်လို့တော့မထင်အောင်သူကအရန်လိမ့်ပါတယ်လေနောက်ပြီးတော့ရှူတင်တိုင်းအောင်လည်းသူကမိဘနှစ်ပါးတယောက်မဟုတ်တယောက်ကအမြဲလိုက်နေတာဆိုတော့အဲ့လိုသူဆိုပြကိုရီးစားထားခွင့်တောင်ပေးပါမလားပေါ့နော်ကိုကစိုးရိမ်နေတာတော်သေးတယ်ယောက်ျား ။ तू ကတော့သူ့ကြောင်သိပြီးသားပဲ။မပြောတော့ပါဘူး။အော်။အဲဟုတ်ကဲ့ပါ။တားငယ်နေငယ်စင်ပေါ့နော်။အခုချိန်ရစားပြီးယနေ့မှစပြီးတော့နောက်အဲနှစ်ပေါင်း100မကအဲပျော်ရွှင်စွာနဲ့မိသားစုတတလေးတွေမိမိလေးတွေလည်းအများကြီးမွေးပြီးတော့ပျော်ရွှင်စွာမိသားစုညာနဲ့ဖြတ်တန်းပြီးတော့အမှုပညာအောင်မြင်တဲ့အမှုပညာရှင်နဲ့ရောက်လည်းဖြစ်ပါစေလို့ဆုတောင်းပေးပါရစေ။